နာမည်ကျော်တဲ့တပည့်ပေါင်းများစွာကိုမွေးထုတ်နိုင်ခဲ့ပြီးမဲ့လဲကျွန်းလုံးအဖမ်းခံရချိန်မှာတတိရှိရှိရည်တည်ပေးခဲ့တဲ့အနုပညာရှင်၃ဦးမော်တယ်အေဂျင်စီကိုတည်ထောင်ထားတဲ့ဆရာကျွန်းလုံးကကျွန်းလုံး၅ရက်နေမှာအဖမ်းခံခဲ့ရပြီးတော့ကျွန်းလုံး၉ရက်နေမှာတော့ပြန်လည်လွတ်မြောက်လာခဲ့ပါတယ်။နိုင်ငံသားကိုအလုပ်ကိစ္စနဲ့ခီးသွားပြီးပြန်ရောက်လာတဲ့ချိန်မှာကျွန်းလုံးကိုစစ်စစ်မြင်းမြန်းဆရာတွေရှိတယ်ဆိုပြီးတော့ဆက်သွယ်ခဲ့ကြပါတယ်။ကျွန်းလုံးကိုထိန်းသိမ်းထားတာကြောင့်ပြန်လွတ်ပါမလားဘလောက်ကြာကြာဖမ်းထားမလဲဆိုတော့အလုံးကစိုးရင်ခဲ့ကြရပါတယ်။ကျွန်းလုံး၉ရက်နေမှာတော့ကျွန်းလုံးကိုအိမ်ပြန်လွှတ်ပေးလိုက်ကြပြီးအိမ်ပြန်ရောက်လာပြီးဖြစ်ပါတယ်။အဖမ်းခံကစားမှာတော့ချမ်းချမ်းရဲ့ပစ္စည်းတွေကိုဝယ်ယူလာကြ ဖန်ခံရတယ်ဆိုပြီးတဲ့င်းတွေကပေါ်ထွက်လာခဲ့ပါတယ်။တချို့တွေကလည်းဘရာဟိတမင်းသမီးကြီးကိုဝေဖန်မိတာကြောင့်ဖန်ခံရတယ်လို့ပြောကြပြီးဂျွန်းလွန်အတွက်တော့အစိတ်မကောင်းခဲ့ကြပါဘူး။ဂျွန်းလွန်အဖန်ခံရတဲ့အကြောင်းကတော့လုပ်ငန်းလက်ပတ်ပုံးနဲ့ပတ်သက်ပြီးတော့ဆင်မိတယ်လို့ပြောကြပါတယ်။ဂျွန်းလွန်ကတော့ပြန်လွတ်လာပြီးတဲ့နောက်လောကမှာဘယ်အရာမှမတည်မြဲပါဘူးဆိုတဲ့စာလေးတစ်ကြောင်တင်ခဲ့ပါတယ်။အောင်မြင်မှုတွေငွေကြေးတွေပါဝင်ဘယ်အရာကမှမမြဲတာကိုတော့ဂျွန်းလွန်ကဒီ9ရက်အတွင်းမှာအသေးစားတွေ့မြင်လိုက်ရပါတယ်။ဒါကြောင့်ပြန်လွတ်လာပြီးစမှာပဲဘယ်အရာမှမတည်မြဲတဲ့အကြောင်းစာတစ်ကြောင်နဲ့တင်လိုက်ပါတယ်။ဂျွန်းလွန်ကသူ့ကိုယ်တိုင်နဲ့အရှိန်အဝါကြီးသူတရားဖြစ် လိုနောက်ခံအရာလည်းတောင်းနှင်းပြီးသားဖြစ်တာကြောင့်ကြကြဖမ်းမခံလိုက်ရပါဘူးဂျွလွန်အဖမ်းခံရတာကိုတနိုင်ငံလုံးကလည်းသိတယ်လို့သူရဲ့တပည့်တွေကလည်းသိကြပါတယ်သူရဲ့တပည့်တွေထဲမှာနိုင်ငံကျော်အမှုပညာရှင်ကြီးတွေသာမကနိုင်ငံတကာထိအောင်မြင်နေတဲ့မြန်မာကြောက်တာပေါဝင်ပါတယ်ဒါပေမဲ့ဂျွလွန်ကိုပြန်လွှတ်လာစေဖို့အတွက်ဘယ်သူကမှမပြောပြခဲ့ကြပဲအောင်ရလင်းအလင်းရောင်နဲ့တန်တာမိုးသိန်းတို့ကပဲဆူတောင်းပေးခဲ့ကြပါတယ် အောင်ရလင်းကဂျွန်လုံးရဲ့တပတ်တယောက်ဖြစ်ပြီးတော့ဆရာအမြန်ဆုံးအဆင်ပြေစေဖို့ဆိုပြီးတော့သူ့အောက်မှာရေးပြီးတော့တင်ထားခဲ့ပါတယ်။အလင်းအောင်ကလည်းဂျွန်လုံးကိုမြင်မြန်လွတ်မြောက်လာစေဖို့အတွက်အများသိအောင်ပြောပြခဲ့ပါတယ်။တန်တာမိုးသိန်းကဂျွန်လုံးရဲ့ကျေးဇူးတရားတွေကိုဖော်ပြပြီးကျေးဇူးရှိတဲ့ဆရာပြန်လွတ်လာစေဖို့ဆုတောင်းပေးခဲ့သူပါ။တန်တာမိုးသိန်းကဂျွန်လုံးရဲ့တပတ်အရင်ဖြစ်ပြီးဆရာကြောင့်ဒီလောကထဲမှာအဆင်ပြေနေတာပါဆိုပြီးတော့ပြောခဲ့ပါတယ်။ ဒီအမှုပညာရှင်၃ယောက်ကတော့ကျွန်တော်အဖန်ခင်ရတဲ့အကြောင်းလူအများသိအောင်စပီကောင်းလုပ်ပြီးခဲ့ပြီးတော့ဆရာကိုဆုတောင်းပေးခဲ့ကြပါတယ်။နောက်ွယ်မှာလူသိမခံပဲကူညီပေးနေတဲ့သူတွေလည်းရှိနေနိုင်ပေမဲ့ကျွန်တော်ကတော့အဖန်ခင်ရတဲ့အချိန်မှာလူတွေရဲ့အကြောင်းသိစားသိသွားခဲ့ပါတယ်။အမှုပညာလောကထဲမှာမော်လ်တတင်နန်းကိုဖွက်လက်ထားပြီးသူတင်နန်းကနေထွက်တဲ့သူတွေကလည်းအောင်မြင်တဲ့သူတွေဖြစ်သွားကြပါတယ်။ကျွန်တော်ကသူကိစ္စမဟုတ်ပေမဲ့လည်းအမှန်တရားအတိုင်းဖြစ်စေချင်တာကြောင့်တိန်သုံးဆက်ကိစ္စမှာဝင်ပြောခဲ့သူပါ။ကျွန်တော်အဖန်ခင်ရတဲ့အချိန်မှာတော့ဘသူကမှသူ့ဘက်ကိုမပောင်းဝင်ပေးခဲ့ကြပဲမသိကြအောင်ဆောင်ပြီးတော့နေခဲ့ကြပါတယ်။ကျွန်တော်အဖြစ်ကတော့ လူအများရဲ့စိတ်ကိုပေါ်လွင်ထင်ရှားအောင်ဖော်ပြလိုက်တာနဲ့တူနေပြီးအခုတော့ပြန်လဲလွတ်မြောက်လာလို့အားလုံးကဝမ်းသာနေကြပါတယ်။ဂျွန်လုံကိုနောက်ဆိုရင်တော့အမုန်းခံပြီးမပြောပါနဲ့တော့လို့သူ့ရဲ့မိတ်ဆွေတွေကအကြံပေးနေကြပါပြီ။စကားကိုပုံမှန်လင်းလင်းပြောတတ်သူဖြစ်ပေမဲ့အမှန်တရားပဲပြောတတ်တဲ့ဂျွန်လုံကဒီကိစ္စမှာတော့သူ့ကိုလေးစားသူတွေပေါ်ထွက်လာခဲ့ပါတယ်။သိန်း30ကိစ္စမှာလည်းပိုင်ရှင်ကလည်းငွေအစုံခံလိုက်ပြီးဖြစ်ပြီးဂျွန်လွန်လည်း900လောက်အဖမ်းခံလိုက်ရပါတယ်။ခိုင်နှုတ်ဝီကတော့သိန်းပေါင်း3000ရသွားပြီးဖြစ်ပြီးငလင်ပေးတင်ပြည်သူတွေကသူ့ကိုပန်းကုန်းနေနဲ့စစ်ပြီးတော့ကျူးဆူကြပါတယ်။ ခိုင်နွေကသူ့ရဲ့အလူတန်းကိစ္စတွေကိုသဘောမကျရင်ကြော်သွားလိုက်လို့ရပြီအခုတော့ဝင်မြူကြပါနဲ့လို့လည်းပြောထားပါဗျ။အမိပေါ်မလေးမှတိတက်တဲ့ဂျွလုံးကိုတော့အဖေစကားတွေပြောနေကြပြီအခုတော့သူ့အလုပ်တွေကိုပြန်လည်စတင်တော့မှဖြစ်ပါတယ်။ပြန်လည်လွတ်မြောက်လာတဲ့ဂျွလုံးလည်းဒီထက်မကပိုပြီးတော့အောင်မြင်ပါစေလို့ဆုတောင်းပေးလိုက်ပါတယ်။ကြည့်ရှုအားပေးခဲ့ကြတဲ့အတွက်လည်းကျေးဇူးတင်ပါတယ်ရှင်။